ီတံတားဟာတစ်စက္ကန့်မှာ80မီတာပြင်းထန်တဲ့လေတိုက်နှုန်းနဲ့ပစိဘိတ်သမုတ်ကြရာတဝိုက်မှာဖြစ်ပေါ်နိုင်တဲ့ပြင်းအား8.5အဆင့်ရှိတဲ့ငရင်တန်းတွေအထိခံနိုင်ရရှိအောင်ဒီဇိုင်းထုတ်ထားတာပါဒီတစ်ခါမှာတော့ဂျပန်နိုင်ငံမှာတည်ရှိတဲ့ကမ္ဘာအရှည်ဆုံးကျူးတံတားကြီးတွေကတစ်ခုရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် 1998ခုနှစ်အပိလ9ရက်နေ့မှာဖွင့်လှစ်ခဲ့တဲ့အခါရှိခိုက်ခေော်တရားဟာဂျပန်နိုင်ငံခိုဘဲမြို့နယ်အဝါကြီးကျွန်းမှာရှိတဲ့ဟွန်ဆုကိုဆက်သွယ်ထားတဲ့တရားဖြစ်ပါတယ်။အခါရှိရေလက်ကြားတရားလို့လည်းခေါ်ဆိုကြသလိုပလဲတရားဆိုပြီးတော့လည်းခေါ်ကြပါတယ်။အခါရှိခိုက်ခေော်တရားဟာဟွန်ဆုနဲ့ရှီကိုကူးကျွန်းတွေကိုဆက်သွယ်ပေးထားတဲ့တရားစနစ်ရဲ့အရှိဆုံးလမ်းကြောင်းဖြစ်တဲ့ခိုဘီအဝါကြီးနာရူတိုအဝေးပြေးလမ်းမရဲ့တစိ့တစ်ပိုင်းလည်းဖြစ်ပါတယ်။အခါရှိခိုက်ခေော်တရားမဆောက်လုပ်ခင်တုန်းကဂရုတင်းမောတွေဟာ အာခါရှိရေလက်ချားကိုဖျက်ပြီးခီးတယ်တွေကိုတင်ဆောင်ကြရပါတယ်။တင်းမောတွေသွာလာမှုများတဲ့အ धिक လမ်းကြောင်းတစ်ခုဖြစ်ပြီးမိုးသီးထန်စွာရွာသွန်းမှုမုန်တိုင်းနဲ့သဘာဝဘေးရန်တွေကြောင့်အာခါရှိရေလက်ချားကလူသေများပါတယ်။1945ခုနှစ်ကလူ304ဦးသေဆုံးခဲ့တဲ့စီခီရေမာရုနှင်းမြုံမှုအပြီးဒီနေရာမှာတရားဒဇင်းတိဆောက်ဖို့အတွက်လူလူရဲ့တောင်းဆိုမှုတွေစတင်လာခဲ့ပါတယ်။ဒါပြင်1955ခုနှစ်မှာလေရှီရန်မာရူမုန်တိုင်းအတွင်းဂရုတင်းမော်နှစင်းနှင်းမြုပ်ခဲ့ပြီ လူပေါင်း168ဦးသေဆုံးသွားခဲ့ပါတယ်အဲနောက်ဒီရေလက်ကြားကိုဖျက်တမ်းဖို့အတွက်လူရုရဲ့စိုးရိမ်မှုတွေကအမြင့်ဆုံးဖြစ်လာခဲ့တာကြောင့်ဂျပန်အစိုးရကရေလက်ကြားဖျက်ကူးမဲ့တံတားဒဇင်းကိုတိဆောက်ဖို့အစီအစဉ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။ဒီတံတားကိုဂျပန်နိုင်ငံဟွန်ရှူရှီကိုကုတံတားစီမံကိန်းရဲ့အကြီးအကျယ်ဆုံး project တစ်ခုအဖြစ်တိဆောက်ခဲ့တာဖြစ်ပြီးအဝေးပြေးလန်းမီးရထားလန်းတွေပါဝင်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းကို1988ခုနှစ်မေလမှာစတင်ခဲ့ရတာက ဆယ်နှစ်ကြာတိဆောက်ခဲ့ပြီးတဲ့နောက်1998ခုနှစ်အေဘီလာမှာပြီးစီးခဲ့ပါတယ်။တရားမှာအပိုင်း၃ပိုင်းပါဝင်တယ်လို့အလဲပိုင်းအတိုင်းတာက6532ပေနဲ့တခြားအပိုင်းတစ်ခုစီမှာ3150ပေစီရှိကြပြီးစုစုပေါင်း12830ပေရှည်လျားပါတယ်။ဒီတရားဟာတစ်စက္ကန့်မှာ80မီတာပြင်းထန်တဲ့လေတိုက်နှုန်းနဲ့ပစိဘိတ်သမုတ်တရားတဝိုက်မှာဖြစ်ပေါ်နိုင်တဲ့ပြင်းအား8.5အဆင့်ရှိတဲ့ငရင်တန်းတွေအထိခံနိုင်ရရှိအောင်ဒီဇိုင်းထုတ်ထားတာပါ။ ဒါပြင်မီတာ60အနက်ရှိတဲ့ပင်လယ်ရေနံပိုင်းနဲ့တစ်စက္ကန့်4.5မီတာရှိတဲ့လျင်မြန်တဲ့ရေစီးကြောင်းအောက်မှာကြီးမားတဲ့အခြေခံအုတ်မြစ်တွေကိုတိဆောက်ထားပါတယ်။အကာရှိရေလက်ကြားဟာအိုဆာကာပင်လယ်အော်နဲ့စီတိုကုန်းတွင်းပင်လယ်ကြားမှာတည်ရှိပြီးရေလက်ကြားရဲ့အကျယ်က6ကီလိုမီတာလောက်ရှိသလိုအမြင့်ဆုံးအနက်မီတာ130နဲ့အမြင့်ဆုံးရေစီးကြောင်းကတစ်စက္ကန့်4.5မီတာလောက်ဖြစ်ပါတယ်။အကာရှိရေလက်ကြားပတ်ဝန်းကျင်ကလူတီများတဲ့ငါးဖမ်းဧရိယာတစ်ခုဖြစ်ပြီး ရေလက်ကြားကိုဂျပန်နိုင်ငံရဲ့ရေချောင်းသွာလာမှုဘေးကင်းရေးဥပဒေနဲ့နိုင်ငံတကာချန်နယ်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။နေ့စဉ်သင်္ဘော1400လောက်ဖြတ်တန်းသွာလာနေရတဲ့အကာရှိရေလက်ကြားဟာရေချောင်းသွာလာရေးအတွက်လည်းအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်။အကာရှိရေလက်ကြားကိုဗဟိုပြုပြီးအနက်30ကီလိုမီတာကနေ20ကီလိုမီတာအတွင်းပြင်းအား Richter scale 9.2ရှိတဲ့ငရင်တစ်ခုက1995ခုနှစ်ဇန်နဝါရီလ18ရက်9:45မိနစ်အချိန်မှာဖြစ်ပွားခဲ့ပါတယ်။ ဒီငရင်ကြောင့်ခိုဘီနဲ့အဝါကြီးကျွန်းတဝိုက်မှာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအခါရှိခိုက်ကီယိုတံတားကိုစောင့်လုပ်နေသေးပဲဖြစ်ပါတယ်။တာဝါတိုင်နှစ်ခုလုံးပျက်စီးနေပြီဖြစ်ပေမဲ့တံတားရဲ့ပင်မကေဘယ်ဂျိုးတွေကတော့စောင့်လုပ်နေသေးအချိန်ဖြစ်ပါတယ်။ငရင်လှုပ်ခတ်ပြီးတဲ့နောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရမှာတံတားအုံမြင့်တွေပျက်စီးခဲ့တာမရှိသလိုထန်းတင်ပြင်းနဲ့အလျားလိုက်နေရာရွေ့သွားတာပဲဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့လိုရွှေ့သွားတာကလည်းတံတားဆောက်လို့ရေးကိုထိခိုက်မှုမရှိတာကြောင့်ဖင်မကေဘယ်ဂျိုးအလျားကိုပဲပြောင်းလဲပြင်ဆင်ပြီးရခင်တိုင်းဆက်လက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။တံတားတိဆောက်နေတော့မှအပြင်းထန်ဆုံးငရင်လှုပ်ခဲ့ပေမဲ့၁၀နှစ်အကြာမှာတော့အခါရှိခိုက်ကူတံတားတိဆောက်မှုပြီးစီးသွားခဲ့ပါတယ်။တံတားကြီးကိုနှစ်နှစ်ရာကျော်အထိဆက်လက်ထိန်းသိမ်းထားနိုင်မှုအတွက်စစ်ဆေးမှုနဲ့ပြုပြင်ထိန်းသိမ်းမှုတွေလှုပ်ဆောင်ရမှာနေပညာအသစ်တွေကိုတီထွင်ခဲ့ရပါတယ်။ဒီထဲကတစ်ခုကတော့ဖင်မကေဘယ်ဂျိုးတွေကိုတန်ကြီးတက်တာတွေကနေကာကွယ်မဲ့ dry air injection system ဖြစ်ပါတယ်။ဒီစနစ်ကပင်မကေဘယ်ဂျိုးတွေရဲ့အတွင်းထဲကို၆သွေးရဲ့လေကိုထိုးသွင်းဖို့နဲ့ကေဘယ်ဂျိုးတွေရဲ့စူထိုင်းစားကအမြဲမပြတ်ရှိနေစေဖို့ဖြစ်ပါတယ်။အခါရှိခိုက်ကူတရားမှာအလင်းဝင်ပြီးစုစုပေါင်း1938လုံးရှိပြီးအဲ့ဒီထဲကမှပင်မကေဘယ်ဂျိုးတွေအတွက်1084ခုပင်မတရားတာဝါတိုင်းမှာ136ခုတရားကပတ်အတွက်405ခုနဲ့ကြောက်ချရနာရနေရာတွေအတွက်132ခုတက်ဆင်ထားပါတယ်။ အနီအစိမ်းနဲ့အပြာရောင်တွေပါရှိတဲ့အလင်းအားကောင်းတဲ့ discharge မီးလုံး၃လုံးကိုလည်းပင်မကျိုးတွေပေါ်မှာတက်ဆင်ထားပါရယ်ဒီမီးတွေကိုနိုင်ငံတော်အခမ်းအနားနဲ့အောက်မေ့ပွဲနေ့တွေအပါအဝင်ပွဲတော်ရက်တွေမှာမျက်စိပသာရဖြစ်ပွဲရောင်စုံဖွင့်လှစ်ထားလို့ရှိပါရယ်ခင်ဗျာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတ္တရဖြစ်ပွဲအရာတွေကိုတော့ဇလန်းရဲ့ podcast channel youtube channel နဲ့ facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်ဗီဒီယိုအစ်စ်တင်တိုင်းသိရအောင်ဇလန်းရဲ့ facebook page ကို လိုက်ကန် follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တင်ပါ